ဒီရကအကြိုက်ခံရတာမှတစ်စမ်းမမလုပ်ခံနိုင်နေလေးရှိနေပါတယ်။ဒီငါကတရားမှာကိုမကြောက်တာများလား။ဒီငါကတော့သမုတ်တရားနေငါလို့ခေါ်ပြီးတော့တစ်ခါတလေရေရဲကနေအမိုက်လို့အနာမည်ပြောင်းနဲ့ခေါ်ကြပါလေ။ငါဖက်သမားတွေကဒီငါကိုဖမ်းမိရင်တော့ရေရဲကိုပြန်ပြစ်ချကြပါလေ။ဘာဖြစ်လဲဆိုရင်ညတော့အဖြစ်အယိုးနဲ့အရေးပြားပဲကြံတော့လို့ပဲဖြစ်ပါရဲ့။ပေါင်ကြီးရောက်ရှိရငါးတစ်ခေါင်းမှတော့စားတော့လို့ရတဲ့အသားကပေါင်ကြီးရောက်ပဲကြံလာလား။ ပိုးဖုံးရောက်ကားပြင်းသားတွေမှာပိုးကောင်ပူးများတွေမျိုးစုံပြန့်နေကြပါလေ။ဒီပိုးမားတွေကိုဖြည့်ချင်းမှုသူတို့မှာကိုယ်ပိုင်နည်းလမ်းရှိပါတယ်။တင်းကားတွေကရေမြင့်ပြင်ပေါ်တက်လာပြီးတော့နေရံနဲ့ပိုးမားတွေကိုသက်ပြင်းနေရှိတာပါ။တမောမောင်ရဲ့ရေငှက်လာလာတာကိုစောင့်နေကြတာပါ။ငါအများကြီးကတော့အခိုက်ခံရရင်လန့်ပြီးတော့ထပ်ပြေးကြမှာအသေးချာပဲဆိုပေမဲ့ငါကတော့ဘာမှမဖြစ်သလိုကြိုက်ခံပြီးတော့အငြင်းကြီးလေးရှိပါတယ်။ ဒါပေမဲ့သူတို့ကမကြောက်တတ်လို့မဟုတ်ပါဘူးသူတို့မှအမှုမပါလို့မင်းမင်းမပြေးနိုင်သူတို့သူတို့ရဲ့အရေးပြားပေါ်မှာဘာသွေးဆွမ်းမရှိကြစားသူတို့ကဘာမှလည်းမခံစားနိုင်ပါဘူးဒါကြောင့်အန်ဒီရဲ့ခုစီရလာတဲ့အချိန်တိုင်းမှာထပ်မပြေးဘဲနဲ့ဒီတိုင်းကြီးပဲလက်ခံလိုက်တာပါဒါပေမဲ့ဒီလိုကျွန်တော်တို့ငါးတွေကဘာဖြစ်လို့မျိုးမတုံသွားရလဲ အကြောင်းရင်းကတော့သူတို့ရဲ့မျိုးအောင်မှုကငါးမတစ်ခေါက်ကဥပေါင်း၃သိန်းကျော်ကိုတစ်ချိန်ထဲမှာဥနိုင်ပါတယ်။ကျောင်းရရှိတဲ့တော်ရဲမှာတော့ဒီအယူတက်ကစံချိန်တင်ပါပဲ။သူတို့ဖွင့်ပြလာတဲ့ခါမှာသူတို့ကအရေးစားအလွန်ကြီးမားသိရှိပြီးတော့ဆယ်ပေရှိအရှိရှိတတ်ကြပါတယ်။